အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ကကိုရီးယားစပိုက်စီခေါင်ဆွဲအနေအောင်ထုတ်လေးကိုမှပီဇာပုံစံအိမ်မှာရှိတဲ့ဒေဟိုပြားလေးနဲ့ပဲအလွယ်တကူရှူရှဲပွင့်ထွက်အရသာရှိစေမယ်စပိုက်စီပီဇာလုံလေးလေးကိုကျွန်တော်ကပြပေးသွားမှာပါစပိုက်စီခေါင်ဆွဲကိုအမြဲတမ်းပဲတုပ်စားနေရတာယူနေပြီလို့ထင်ပါတယ်ဒါကြောင့်အာဗန်လည်းမလိုပဲနဲ့အိမ်မှာရှိတဲ့ဒေဟိုပြားနဲ့ပဲအလွယ်တကူအရသာရှိတဲ့စပိုက်စီခေါင်ဆွဲပီဇာလေးကိုဘယ်လိုမျိုးပြုလုပ်လို့ရတယ်လဲဆိုတာကျွန်တော်ကအသေးစိတ်ရှင်းပြပေးသွားမှာပါ ဒီဗီဒီယိုမှာလည်းကျွန်တော်စပြထားတဲ့အတိုင်းအရန်ကူမှာအရသာရှိပြီးတော့အရောင်အနက်အရသာနဲ့ပြည့်စုံတဲ့ spicy ခေါင်းဆွဲပီဇာလေးကိုကျွန်တော်တို့လုံလေးလေးကိုကြည့်လိုက်ကြရအောင် spicy ခေါင်းဆွဲပီဇာပြုလုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီပစ္စည်းလေးတွေကတော့မရှင်ဖြစ်လိုပါမယ်ဒါဆိုရင်တော့ပီဇာလုပ်ဖို့အတွက်ကျွန်တော်တို့ spicy ခေါင်းဆွဲကိုမီးအလယ်လက်လေးနဲ့ပြုတ်ပေးထားပါမယ်ခေါင်းဆွဲပြုတ်နေစဉ်တော့တွင်မှာတော့ကျွန်တော်တို့ကြောက်နှလုံးကိုစားငရုတ်ကောင်းမှုနဲ့ရောဆက်ပြီးတော့အရသာရှိအောင်တည်တည်ကြည်ကြည်လေးနှံ့ဆက်အောင်ခောက်ပေးထားပါမယ် ပီဇာဆိုလို့ရှိရင်ကျွန်တော်တို့ဂျုံနဲ့ပြုတ်လို့ပြီးတော့အာဗန်နဲ့ဖုတ်ပြီးတော့မှရရှိလာတဲ့ပီဇာလို့များသောအားဖြင့်သိထားကြတာပါဒီနေရာမှာတော့ကျွန်တော်က spicy ခေါင်းဆွဲအနဲ့အောင်ထိုးလေးကိုဒီတိုင်းရိုးရိုးတန်းတန်းတုပ်စားတာမျိုးမဟုတ်ဘဲနဲ့ပီဇာပုံစံမျိုးအိမ်မှာဒဲပြားလေးနဲ့ပဲအလွယ်တကူပြုတ်လို့ရတယ်ဆိုတော့ပျော့ပြတ်သေးခြင်းတဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုကျွန်တော်ကရိုက်ကူးထားတာပါ ဒါဆိုရင်တော့ကျွန်တော်တို့ခုနကပြုတ်ထားတဲ့ခေါဆွဲလေးကိုလည်းရမရကြည့်လိုက်ကြရအောင်ခေါဆွဲသားလေးကလည်းနူးညံ့ပြီးတော့စားဖို့အသင့်ဖြစ်နေပြီဆိုရင်တော့အထုပ်ထဲမှာပါတဲ့ဆော့ရဲ့ရတာမွန်ရဲ့ကိုပေါင်းဆက်ပြီးတော့ကျွန်တော်တို့အသင့်အနေထားပေးရပါမယ်။ spicy ခေါ်ဆဲဆိုတဲ့အတိုင်းရှူရှက်ပွင့်ထွက်ပြီးတော့အရန်ကုန်မှာရတန်ရှိတယ်ဆိုတာအားလုံးသိပြကြပြီးဖြစ်မှာပါရှူရှက်ပွင့်ထွက်တဲ့အရာတာနဲ့အလိုက်ဖတ်ဆုံးကတော့ကျွန်တော်တို့ခရမ်းကျင်တီအချင်တက်လေးပဲဖြစ်ပါတယ်ဒါကြောင့်ခရမ်းကျင်တီလေးတွေကိုအကွင်းလေးတွေကွင်းပြီးသွားပြီဆိုရင်တော့အသားထက်ရရှိအောင်ဝတ်သားပြားလေးတွေကိုကျွန်တော်တို့ကြော်ပေးထားပါမယ်ဒီနေရာမှာဝတ်သားပြားကိုမတုံးညီမှုဆိုရင်တော့ပစုံပြည့်ပြည့်တခြားသောကိုယ်ကျိုက်တဲ့တရားအသားတွေကိုပြုတ်လုပ်ပြီးတော့ထည့်နိုင်ပါတယ် spicy ခေါက်ဆွဲပီဇာပြုလုပ်ဖို့အတွက်ဒေဥပြားလေးကိုစီနေငယ်ပေါ့အသင့်ခေါက်ထားတဲ့ကြက်ဥကိုထည့်ပြီးသွားပြီဆိုရင်တော့ spicy ခေါက်ဆွဲနဲ့ကြက်ဥကိုလုံးဝနှက်စားအောင်လို့နယ်ပေးရပါမယ်။ဒီအဆင့်မှာတော့ခေါက်ဆွဲနဲ့ကြက်ဥကိုလုံးဝတသားတည်းဖြစ်နေအောင်နှက်နှက်ဆက်ဆက်လေးနယ်ပေးရပါမယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ပီဇာလုံးမှာဖြစ်တဲ့အတွက်ကြောင့်အချက်လိုက်ကလေးဖြစ်နေအောင်လို့ပါပြီးရင်တော့ဘေးနားကနှကန်ပန်းနာလေးတွေကိုတ िश ူးလေးနဲ့တန့်စင်အောင်တုပ်ပေးပြီးရင်အဖုံးလေးအုပ်ပြီးတော့ခဏလောက်တည်ထားပေးရပါမယ်။ ီးရင်တော့ခန်းကြီးဒီအနစ်ဆော့ကိုအပေါ်ကနေလောင်းထည့်ပြီးတော့ဇွန်းလေးနဲ့တည်တည်ကြာကြာလေးမျက်နှာပြင်လေးတွေကိုညှိပေးရပါမယ်ပြီးရင်အပေါ်ကမော်ဇဲလာချစ်ကိုကိုကြိုက်ရင်ကြိုက်နှစ်တက်တယ်လို့အနေအများချိန်ပြီးတော့ထည့်ပေးနိုင်ပါတယ်အဖုံးလေးခဏအုပ်ပြီးလို့ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့မော်ဇဲလာချစ်လေးတွေကလည်းလုံးဝကိုမှပျော်နေပါပြီဒီအချိန်မှာကိုကြိုက်နှစ်တက်ရအသားပြတော့မှဘဇုံကိုအပေါ်ကနေတင်နိုင်ပါတယ် ပြီးရင်တော့ခုနကအသင့်လီးထားတဲ့ခန်းကျင်သီးနဲ့မော်ဇယ်လာချစ်ကိုအပေါ်ကနေမြမြလေးဖြူပြီးသွားရင်တော့အဖုံးလေးကိုကျွန်တော်တို့2မိနစ်ကနေ3မိနစ်လောက်ဖုံးပေးထားပါမယ်ဒါဆိုရင်တော့အရန်ကုန်မှရှူရှဲပွင့်ထွက်ရတာရှိတဲ့ spicy ခေါက်ဆွဲပီဇာလေးကိုရပါမယ်ခင်ဗျာ spicy ခေါက်ဆွဲနဲ့အတူကျွန်တော်တို့သုံးဆောင်ဖို့အတွက် coffee လေးကိုလာပြီးတော့ဖြောပေးထားပါမယ်ပိုင်စီကောက်ဆဲပီဇာနဲ့အလိုက်ဖက်ဆုံးကတော့ကျွန်တော်အခုဖြောပြပေးနေတဲ့ latte coffee ပဲဖြစ်ပါတယ် ကျွန်တော် copy ဖြော်ဒီတွေကိုလည်းရှေ့ဗီဒီယိုတွေမှာအများကြီးတင်ပြထားတာဖြစ်တဲ့အတွက်ကြောင့်တွားပြီးတော့လေ့လာနိုင်ပါတယ်။ဒီနေရာမှာတော့ကျွန်တော်က copy ကိုစိတ်စိတ်ခါခါလေးပဲတောက်မှဖြစ်တဲ့အတွက်ကြောင့်တကြားကိုထည့်ပြီးတော့မဖြော်ထားပါဘူး။ဒါပေမဲ့ကိုကတကြားကြိုက်တယ်ဆိုလို့ရှိရင်တော့တကြားတော့မို့ notes ကြီးကိုဒီထဲထဲမှာရောထည့်ပြီးတော့ကျွန်တော်တို့ဖြော်ပြီးတော့သုံးဆောင်နိုင်ပါတယ်။ လက်တစ်ကော်ဖီရဲ့ဆက်စိတ်ခါခါအရသာလေးရဲ့ရှူးရှဲပွင့်ထွက်နေတဲ့ spicy cauce pizza ရဲ့အရသာလေးရဲ့ကိုပေါင်းဆက်လိုက်တဲ့အခါမှာတော့ကျွန်တော်အတွက်တော့တနည်းတည်းရဲ့ပျော်ရွှင်ပွဲအခိုက်အတန့်ဆိုရင်လည်းမမပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကိုလည်းကျွန်တော်ကကျွန်တော်လူမျိုးအရသာရှိပြီးတော့လွယ်ကူရိုးရှင်းတဲ့ spicy cauce pizza လေးကိုအိမ်မှာအလွယ်တကူပြုတ်လုပြီးတော့ပျော်ရွှင်စေခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ကဒီဗီဒီယိုလေးကိုရိုက်ကူးထားတာပါကျွန်တော်လူမျိုးတစ်ခါလောက်တော့ အိမ်မှာလက်တစ်ကော်ဖီလေးနဲ့အတူတူလုပ်ပြီးတော့စားကြည့်ပါအရန်ကူမှာအရသာရှိမယ်ဆိုတာကျွန်တော်ကတော့ယုံကြည်ပါတယ် ကျွန်တော်လိုမျိုးအားရပါးရစားကျင်နေဆိုလို့ရှိရင်တော့လက်အိတ်တွေပါတွေလည်းလုံးဝမစွတ်ပဲနဲ့လက်ကိုလုံးဝဆင်ကျစွာဆေးထားပါလက်ကိုလုံးဝဆင်ကျစွာဆေးထားမယ်ဆိုလို့ရှိရင်တော့လက်အိတ်ဆွတ်တာတက်ကိုလည်းပို့ပြီးတော့ကြမ်းမှန်ရင်းနဲ့ညှို့စေပါတယ် ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့လက်အိတ်ဆက်ထားလို့ရှိရင်တခြားပြင်ပအရာတွေကိုကန်လိုက်တဲ့အခါမှာဒီလက်အိတ်နဲ့ပဲကန်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗက်ဇက်တွဲကိုဘက်တီးရီးယားတွေလုံးဝကိုမှရောက်ရှိစေပါတယ်လက်ကိုစင်ကြယ်စွာဆေးပြီးတော့စားမယ်ဆိုရင်တော့လက်အိတ်ဆွတ်တာထက်ကိုပိုပြီးတော့ကျွန်တော်တို့အကျိုးရှိစေမှာပါဒါကြောင့်အားရပါရစားအမယ်နေရာမှာလက်အိတ်တွေနဲ့ရှုပ်နေမှာဆိုတဲ့အတွက်ကြောင့်လက်ကိုစင်ကြယ်စွာဆေးပြီးတော့အခုလိုပဲအားရပါရသုံးဆောင်လိုက်ပါခင်ဗျာ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိတည်တည်ကြာကြာလေးအချိန်ပေးပြီးကြည့်ရှုပေးကြတယ်တအူးတယောက်ချင်းစီတိုင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်အဆင်ပြေအောင်မြင်သားရချမ်းမြေ့တဲ့ဘဝတွေကိုလည်းပိုင်ဆိုင်ရရှိကြပါစေခင်ဗျာနောက်ထပ်ဗီဒီယိုတွေကိုလည်းမပြတ်တမ်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲစောင့်ကြည့်ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်